ထိုင်းမြန်မာနယ်စပ်မော်တော်မျိုးကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့ကိုသွားတဲ့လမ်းပိုင်းမှာရှိတဲ့တင်ခွန်ရဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေပါဗျ။ဆီယနာရှင်တက်ကမောတောင်မျိုးကိုသွားတဲ့လမ်းပိုင်းမှာရှိတဲ့ကြေးရွာတွေကိုလေချောင်းကနေစက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရဟန်းရင်တွေနဲ့စစ်အင်အားဖြစ်တင်းသားတွေလည်းလုံဆောင်ခဲ့ပါဗျ။မောတောင်မျိုးကိုသွားတဲ့လမ်းပိုင်းမှာရှိတဲ့တင်ခုံးနဲ့တဲဖြူရွာအနီးတစ်ဝိုက်မှာနိုဝင်ဘာလ15ရက်နေ့ကတည်းကတိုက်ပွဲပြင်းထန်နေတာပါ။ တော်လန်ရေးတက်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့မော်တော်မျိုးဟာတင်းနှင်းသာကြီးပုတ်ပြင်းပြီးတော့ဆူလန်ကနေ58မိုင်အကွာမှာရှိပြီးအဲ့ဒီလမ်းပိုင်းကိုလည်းတော်လန်ရေးတက်တွေကထိန်းချုပ်ထားပါတယ်။ဆဲအနာရှင်တက်ကလည်းအဲ့ဒီလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ဖို့2024ခုနှစ်ဒီဇင်ဘာလနှောင်းပိုင်းကစပြီးအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပါတယ်။ဒါပေမဲ့တော်လန်ရေးတက်တွေရဲ့ခုခံမှုကြောင့်ပြည်တော်စုလန်းကနေ6မိုင်လောက်အကွာမှာရှိတဲ့တိမ်ခုံးရွာအနီးတစ်ဝိုက်မှာပဲရပ်တန့်နေပြီးနေ့စဉ်နှိပါတိုက်ပွဲတွေပြင်းထန်နေတာပါ။